ားလုံးပဲမင်္ဂလာပါ The Upgrader Channel ကနေပြန်လည်ကြိုဆိုပါရစေ။အရှိလေပိုက်ဒေတာမှာစီးရဲတိမ့်မာနေတဲ့ X-ray Iran စစ်ပွဲနဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ Donald Trump ကသူ့ရဲ့ကိုယ်ပိုင် True Social Media မှာ Iran ဘာသာရေးကောက်ဆောင် Ali Khamenei ဘယ်နေရာမှာပုံအောင်နေတယ်ဆိုတာသိကြောင်းသူ့ကိုအလွေတကူတောက်တင်ရှင်းလင်းနေပေမဲ့အခုတော့မလိုအပ်သေးကြောင်း Iran ကဒုံးပြက်တွေမစင်မချင်းပြစ်နေတာကိုရက်ပြည့်စေလိုကြောင်းစိတ်ရှည်သေးခံနေတာတွေရောနေလာပြီးဖြစ်ကြောင်းစသဖြင့်ရဲထားပါတယ်။ အီရန်ဝေဟင်ကိုပိုက်ဆိုးလိုက်ပြီလို့လဲထရန့်ကသူ့ကိုယ်ပိုင် True Social Media မှာရေးသားထားပါတယ်။ AB သတင်းဌာနကြီးကထရန့်အနေနဲ့အကျွင့်မဲ့လက်နက်ချဖို့ကိုလဲအီရန်ကိုတောက်ဆိုနေတယ်လို့ရေးသားဖော်ပြထားပါတယ်။ခါမင်နီကလည်းခက်တင်တင်ပါပဲ။ Israel ရဲ့ကျူးကျော်ရဲစောင်းပုံးကိုတုံ့ပြန်မယ်လို့တံပြန်ကြေညာချက်ထုတ်ပြန်ပါတယ်။တကယ့်တိုက်ပွဲကအခုမှစတာလို့လဲ Social Media မှာရေးသားထားပါတယ်။ အရင်တရက်ကတော့တိုက်ခိုက်နေတာတွေရက်တော့အောင် X-ray ကိုဖြောက်ဖြားနှားချပေးဖို့ American ကိုပင်လယ်ကွေ့ RF နိုင်ငံတွေကတဆင့် company တို့ကတောက်ပန်နေတယ်လို့သတင်းတွေထွက်လာပါတယ် X-ray နဲ့ Iran စစ်တိုက်နေကြတာဒီနေ့နဲ့ဆိုရင်9ရက်မြောက်ကိုရောက်တော့ပါပြီနိုင်ငံချင်းစစ်တိုက်ရမှာဘယ်သူကအထူးပေါ်နာနေသလဲဆိုတော့ Iran နိုင်ငံပါ X-ray တော့ကမိုက်တစ်ထောင်လောက်ဝဲတဲ့ Iran ဝဲဟင်းအပါဝင် Iran လေပိုင်နဲ့မှာလေကြောအသာစီရနေပါတယ် အရယ်လေတက်ကအစ်စရေးစီမချင်းကဲနိုင်လို့ဒုံးပြန်တွေဒရုန်းတွေပဲအဝဲကနေလမ်းပြီးပြစ်နေရတာဖြစ်ပါတယ်အစ်စရေးအရေးကြီးပုံကိုယ်တွေအထူးခိုက်မရှိသေးပေမဲ့အရန်စစ်ဖက်အရက်ဖက်နဲ့နျူကလ িয়ার ပညာရှင်တွေထိခိုက်သေးဆုံးရတာဇွန်လ13ရက်နေ့စစ်ပွဲစတင်ကလေးကပါစာထုတ်ဖို့ခက်ခဲတဲ့နျူကလ িয়ার သိပ္ပံပညာရှင်ကိုဦးထက်မနေ X-ray တို့လက်ချက်နဲ့သေဆုံးသွားကြပြီဖြစ်ပါတယ် ဒီသိပ္ပံပညာရှင်တွေဟာအီရန်ရဲ့နျူကလ িয়ার သုတေသနစီမံကိန်းမှာဆေစုနှစ်နဲ့ချီပြီးဒီဇိုင်းမမတ်လောက်ကင်လာကြတဲ့သူတွေဖြစ်လို့အစားထိုးဖို့အလွန်ခက်ခဲမှာဖြစ်ပါတယ်။အချုပ်ဆိုရရင်အီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးစီမံကိန်းဟာအတော်နောက်ပြန်ဆုတ်တော်ခဲ့ရပါပြီ။အီရန်ကအထိနာနေတယ်ဆိုပေမဲ့သူ့ရဲ့နျူကလ িয়ার စီမံကိန်းကြီးတစ်ခုလုံးပြတ်သွုံတော့မှအစ်စရေးအတွက်အင်းင်းချင်းအာရန်နိုင်ငံတွေအတွက်ပါစိတ်အေးရမှာပါ။ ် X-ray တော့ကအီရန်ကိုမြေပေါ်တခွင်အထိနာအောင်တိုက်ခိုက်နေနိုင်ပေမဲ့မြေအောက်ပေပေါင်းယာနဲ့ချီပြီးနဲ့အောင်မြုပ်နယ်တိဆောက်ထားတဲ့နျူကလ িয়ার ဆက်ရုံတွေသုတေသနဌာနတွေကိုပျက်စီးအောင်လုပ်ဖို့ဆိုတာ X-ray အနေနဲ့မတက်နိုင်သေးပါဘူးလိုအပ်တဲ့လက်နက်နှိစနစ်တွေမရှိသေးပါဘူးအဲ့လက်နက်မျိုးကအမေရိကန်တွေစီမှာပဲရှိပြီးအမေရိကန်ရဲ့ B2 Spray ကိုပြောက်ဘုံကျဲလေရင်ကြီးတွေနဲ့ပဲတင်ဆောင်ပြန်သန်းချစ်ချနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အခုချိန်မှာအားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြတာကအမေရိကန်ပြည်ထောင်စုပါ။ အမေရိကန်ဟာအကြီးဆုံးအန်ဒရီမိတ်ဆာစစ်တမ်းကြီးဖြစ်ပါတယ်လို့အီရန်ကသတ်မှတ်ထားတာဖြစ်ပါတယ်။အကြောင်းကအီရန်ရဲ့ဒေသအတွင်းအော့ဇာလွန်မုံမုံခြေလှမ်းတွေကိုအမေရိကန်ကပိတ်ပင်တားဆီးနေလို့ပဲဖြစ်ပါတယ်။အခု Israel Iran တိုက်နေကြတာမှာ American တွေဘလောက်ထိပါဝင်ပတ်သက်လာနိုင်တယ်လဲကြီးကြရအောင်ပါ Israel ကိုတခြားလုံးထောက်ခံကူညီလာတဲ့ American ပြည်ထောင်စုကအခုအချိန်မှာ Israel နိုင်ငံလေပိုင်နဲ့အထဲဝင်ရောက်လာတဲ့ Iran ရဲ့ဒုံးပျံတွေ drone တွေကိုကြားဖြတ်ဟက်တာပေးနေပါတယ် အစ္စရေးနိုင်ငံထဲမှာသူ့ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဒုံခွင်းဒုံစနစ်တွေဖြန့်ကျချထားပေးပြီးလာသမျှအီရန်ဒုံးပျံတွေကိုပြစ်ချပေးနေပါတယ်။ဇွန်လ15ရက်16ရက်တွေမှာတော့အမေရိကန်ဟာရေဓာတ်နဲ့လေဓာတ်တွေကိုအရှိလေပိုက်ဒေသစီတိုးမြင့်ချထားနေကြောင်းသတင်းတွေထွက်ပေါ်လာနေပါတယ်။တောက်တယုတ်ပင်လယ်ထဲမှာရောက်ရှိနေတဲ့နျူကလ িয়ার စွန့်ရင်နဲ့ခုံမောက်တဲ့လေရင်တင်သင်္ဘောကြီး USS Nimitz ဥဆောင်တဲ့ရေတပ်ဖွဲ့ကိုအရှိလေပိုက်ဒေသစီစေလွတ်လိုက်ပါပြီ။ ဝံပြစ်တန်ချင်းသသိန်းကျော်ရှိတဲ့ဒီလိန်တင်သိန်းဖောကြီးမှာရတက်သား9000ကျော်စစ်လေရင်နဲ့ရဟဲရင်80စီတင်ဆောင်ထားပါတယ်။နိမစ်ရတက်ဖွဲမှာပက်ထင်းဒုံးပြန်တင် cruiser စစ်သိန်းဖောကြီး2စီပက်ထင်းဒုံးပြန်တင်အဖြတ်သိန်းဖောအနည်းဆုံး2စီကနေ4စီနျူကလ িয়ার နဲ့ထုံမောက်တဲ့တိုက်ခိုက်ရေငုပ်သိန်းဖော1စီသို့မဟုတ်2စီပါဝင်မယ်လို့ခန့်မှန်းနေကြပါတယ်။ ဒီ cruiser နဲ့ဖြတ်သိမ်းဖောတွေစီမှာ Aegis Link ကြောင်းရံကာကွယ်ရေဒါစနစ်တပ်ဆင်ထားကြပြီးငါးလမအမြောက်တွေ SM6 ဒုံးခွင်းဒုံးတွေ ESSM လို့ခေါ်တဲ့လေကြောင်းရံကာကွယ်ပစ်ထိန်ဒုံးတွေမြေပြင်ရေပြင်ပစ်မှတ်တွေကိုတိုက်ခိုက်နိုင်တဲ့ crew ဒုံးကြီးတွေတင်ဆောင်ထားကြပါတယ်။အရေပြပင်လယ်ထဲမှာအလားတူလေရင်တင်သိမ်းဖောကြီး USS Carl Vinson ဦးဆောင်တဲ့လေရင်တင်သိမ်းဖောအုပ်စုတစုရှိပါတယ်။ ပါဝင်တဲ့တခြားစစ်ရင်ရင်တွေကတော့ပေထိန်ဒုံးပြတ်တင် cruiser စစ်သင်္ဘောတစ်စီးပေထိန်ဒုံးပြတ်တင်ဖြတ်သင်္ဘောနှစ်စီးရငုတ်သင်္ဘောတစ်စီးသို့မဟုတ်နှစ်စီးတို့ဖြစ်ပြီးတင်ဆောင်ထားတဲ့စစ်လျင်ရဟတ်ရင်နဲ့လက်နက်တွေက Nimitz ရတက်ဖွဲ့နဲ့အတူတူဖြစ်ပါတယ်ရထဲပင်လေအနောက်ပိုင်းမှာ X-ray ကန်လွန်မှာ Nimitz အတန်းစားလေရင်တင်သင်္ဘောကြီး USS Harry Truman ဥဆောင်တဲ့လေရင်တင်သင်္ဘောအုပ်စုတစုရှိပါတယ် ပင်လယ်နေမှာဟူသီတပုံတွေကိုတိုက်ခိုက်နေရကနေတာဝန်ချင်းပြီးဆုံးလို့ပြည်တော်ပြန်နေတာဆိုပေမဲ့လိုအပ်ရင်ယူထွန်ဂန်းငွေကွေကွေပြီးအရှိလေပိုက်စီပြန်ခေါမောက်လာလို့ရပါတယ်ဒီရေထက်မှာလင်းတင်သင်းဖော်တစီပေထင့်ဒုံပြတ်တင်ခရူဇာစစ်သင်းဖော်တစီပေထင့်ဒုံပြတ်တင်ဖြတ်သင်းဖော်နှစီရေငုပ်သင်းဖော်တစီသုံးဖော်နှစီပါဝင်ကြပြီးတင်ဆောင်ထားတဲ့စစ်လျင်ရဟတ်ရင်နဲ့တခြားလက်နက်တွေကနိမစ်လင်းတင်သင်းဖော်အဖွဲ့အတိုင်းဖြစ်ပါတယ် ပင်လယ်ရင်ထဲမှာပဲ့ထိန်ဒုံးပြတ်တင်ဖြတ်သိမ်းဖို့နစီတာဝန်ချထားပြီးမြက်ထဲပင်လယ်အရှေ့ပိုင်းမှာအလားတူဖြတ်သိမ်းဖို့နစီကိုတာဝန်ချထားပါတယ် Aegis Jeddah Snit တက်ဆင်ထားတဲ့ဒီသိမ်းဖို့တွေဟာဒုံးခွင်းဒုံးလက်နက်တွေပါပါရှိတာဖြစ်ပါတယ်ဇွန်လ15ရက်တနင်္ဂနွေနေ့မှာအမေရိကန်နိုင်ငံလီဒက်စခန်းတွေကနေဝေဟင်စီဖြစ်လေရင်ကြီး30စီဟာအက်သလက်တိတ်သမုဒ္ဒရာကိုဖျက်ချော်ပြန်တန်းပြီးဥရောပတိုက်ဖက်စီကိုဥတီပြန်တက်တော့ခဲ့တယ်လို့ရေတက် USNI website ကရေးသားထားပါတယ် ဒီစီဖြက်လေရင်ကြီးတွေဟာတိုက်လေရင်လေးစီးကိုတပြိုင်တည်းစီဖြက်ပဲနိုင်ပါတယ်ဗီတုလိုဘုံကျဲလေရင်ဆိုရင်တော့တစ်စီးချင်းစီဖြက်ပဲနိုင်တာပါအဲ့ဒီလေရင်ကြီးတွေအပြင် American လေတပ်ရဲ့ F22 နဲ့ F35 တိုက်လေရင်အနည်းဆုံး25စီးကိုလည်းတနင်္ဂနွေနေ့မှာဥရောပကနေအရှေ့လေပိုက်ဒေသစီစေလွတ်လိုက်ပါသေးတယ် American ကာကွယ်ဝန်ကြီးကဒေသအတွင်းက American တပ်ဖွဲ့တွေပုံမိုအင်အားတောင်းတင်းလာအောင်အခုလိုစစ်လွတ်တာလို့ပြောပါတယ် အရှေ့လေပိုင်းပင်လေခွေဒေသမှာအမေရိကန်လေတပ်တိုက်လေယာဉ်စီးရေ140ကနေ180အထိရှိမဲ့လို့ခန့်မှန်းနေကြပါတယ်။ရေတပ်ကတိုက်လေယာဉ်တွေပါထိပ်ပြီးတွက်ရင်တိုက်လေယာဉ်စီးရေ300ကျော်ရှိနေပါပြီ။ဒါဟာအီရန်ကိုစစ်ဆင်နွှဲမယ်ဆိုရင် လုံလောက်တဲ့အရေးအတွက်ဖြစ်ပါတယ်။ရေတပ်မှာသူ့ကိုယ်ပိုင်ဝေဟင်စီဖြစ်လေယာဉ်တွေရှိပါတယ်။အစ်စရဲလေတဲ့ရဲ့တိုက်လေရင်အစီ300ကျော်နဲ့ပေါင်းရင်တိုက်လေရင်စီးရ600ကျော်ရှိနေပါတယ် အီရန်လက်ထက်မှာတိုက်လေရင်အမျိုးမျိုးစီးရ330လောက်ရှိတယ်ဆိုပေမဲ့အများစုကရှားပြင်လက်ထက်ထောက်ကွာ80ပြည့်လွန်နေများကတည်းကတိုက်လေရင်တွေဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ဟာဥရောပမှာဆမ်မွန်ထိုက်သည့်ခုနှစ်နိုင်ငံခေါင်းဆောင်တွေအစည်းအဝေးတက်နေတာကနေအမေရိကန်နိုင်ငံစီစော်စည်းစော်ပြန်တော့ခဲ့တယ်လို့မီဒီယာတွေကရေးပါတယ်။ပြီးတော့ထရန့်ကအမျိုးသားလုံခြုံရေးကောင်စီ NSC အရေးပေါ်အစည်းအဝေးခေါ်ယူထားပါတယ်။ ဲ့ဒီအစည်းအဝေးမှာသမ္မတဒုသမ္မတကာကွယ်ရေးနိုင်ငံခြားရဲ့ဘန်နာရဲ့စွန့်ဝင်ဝင်ကြီးဌာနတို့ရဲ့ဝင်ကြီးတွေသမ္မတရဲ့အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ NSA နဲ့လိုအပ်ရင်ပူးတွဲစည်းစည်းချုပ်အဖွဲ့တွေပါဝင်ကြပါတယ်အလွေပြောရရင်အမျိုးသားလွန်ကျွဲကောင်စီဟာအထူးအခြေအနေတွေမှာဥမာစစ်မှတ်ဖြစ်ပေါ်မဲ့အခြေအနေတွေကိုအဆုံးဖြတ်ပေးရတာဖြစ်ပါတယ်။ Trump ကအခုတလော Israel ဝန်ကြီးချုပ် Netanyahu ရဲ့အပြောတွေကိုသဘောကျနေပုံရပါတယ်။ American ထောက်လှမ်းရေးမှူးချုပ် Tucci Gabbard ကအီရန်ဟာနျူကလ িয়ার လက်နက်တွေထုတ်လုပ်ဖို့လောက်ဆောင်နေခြင်းမရှိပါဘူးလို့လွတ်တော်ကော်မတီမှာတရားဝင်ပြောကြားခဲ့တာကို Trump ကသူ့ဖာသာသူပြောချင်ရာပြောချုပ်ကယူမဆိုင်ဘူးလို့ဘူတော်ပြောခဲ့တာဖြစ်ပါတယ်။နေတယာဟုကအီရန်ဟာသတင်းတစ်ပတ်အတွင်းနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်တယ်လို့ပြောတာကိုတော့ Trump ကပိုပြီးယုံကြည်ပုံရပါတယ်။အဲ့ဒါကဘယ်လိုအကြောင်းအကျောင်းဖြစ်နိုင်ပါသလဲ။အပေါ်ရန်ကြည့်ရင်တော့ Israel ရဲ့ထောက်လှမ်းရေးကွန်ရက်တွေကအမေရိကန်တွေထက်ပိုမိုကောင်းမွန်တယ်လို့သတင်းတွေပေါ်ရတာလို့ပြောနိုင်ပါတယ် ။ဒါပေမဲ့ Trump မှာ Israel ထောက်လှမ်းရေးသတင်းထက်ပိုတဲ့အကြောင်းအချက်တွေရှိနေနိုင်ပါတယ်။ Iran ဟာတရုတ်နဲ့ Russia တို့ရဲ့မဟာမိတ်ဖြစ်ပါတယ်။အထူးသဖြင့်တရုတ်နဲ့ Iran ဟာအကျိုးစီးပွားချင်းဆက်ဆက်နေပါတယ်။ Trump ဟာ Iran ရင်နယ်တွေရဲ့60ရာခိုင်နှုန်းအထိကိုဝေယူနေတာပါ။ Iran မှာသာရင်းနှီးမထွက်တော့ရင်ဒါမှမဟုတ် Iran မှာအစိုးရတစ်တက်လာပြီးတရုတ်ကိုရင်းနှီးမရောက်တော့ရင်ပောက်ဖော်ကနာကားတော့မှာဖြစ်ပါတယ်။ရေရှည်တောင်းခံနိုင်မှာမဟုတ်ပါဘူး။ Iran ပြောရင်တရုတ်လည်းငိုရမှာဖြစ်ပါတယ်။ဒါကြောင့် Trump က Iran ကိုကိုက်ချင်နေတာပါ။ အီရန်သာရှားပြင်လက်ထက်ကလိုပြန်ဖြစ်လာရင်ဒေသအတွင်းမှာအမေရိကန်ဩဇာတက်လာမယ်ငင်းချင်ရမယ်ပြီးတော့ရုရှားနဲ့တရုတ်ရဲ့ခြေလှမ်းတွေကိုတားဆီးနိုင်မှာဖြစ်ပါတယ်အဲ့ဒီကနေမှအရှေ့အာရှဖက်စီခြေဥလဲတဲ့အခါတရုတ်ကချောက်ပိတ်မိသလိုဖြစ်တော့မှာဖြစ်ပါတယ်ဩစတြေးလျဂျပန်အိန္ဒိယစားတဲ့ဒေသအတွင်းအင်အားကြီးနိုင်ငံတွေကလည်းဒီပွဲမှာပျော်ပျော်ကြီးဝင်နှွေးကြမှာဖြစ်ပါတယ်ဒါကြောင့်ထရန့်ကသူ့ရေမက်ချက်တွေပြေဝစေမဲ့နေတန်ယာဟုရဲ့စကားတွေကိုယုံချင်နေတာဖြစ်နိုင်ပါတယ် ခက်တာက American ဝင်ပါရင်အခုစစ်ပွဲရဲ့အဓိကရင်မှန်းချက်ဖြစ်တဲ့မြေအောက်အနက်ကနျူကလ িয়ার ဆက်ရုံတွေလုံးဝပျက်စီးသွားဖို့မဖြစ်နိုင်သလောက်ပါဖြတ်စီနိုင်တဲ့ GBU 57ဘုံကအမေရိကန်စီမာပဲရှိပြီးအမေရိကန်ရဲ့ B2 Spirit ဘုံကျဲလေယာဉ်မှာပဲတင်ဆောင်နိုင်ပါတယ်။ X-ray တွေရဲ့ C130 Hercules လေယာဉ်ကြီးတွေက GBU 43မီလောက်ဘုံတွေပဲတင်ဆောင်နိုင်ပါတယ်။ဒါပေမဲ့ C130 ကဘုံကျဲလေယာဉ်မဟုတ်ပါဘူး။တေယူပို့ဆောင်ရဲ့လေယာဉ်ပါ။ ပြီးတော့ GPU 43ကမြေအောက်ခွင်းဖို့မဟုတ်ပါဘူး။ဒီတော့ American တွေဝင်ပြီးဘုံမကျပြဲ့ရင်မရပါဘူး။ဒါပေမဲ့ American တွေဝင်ပါဖို့ကထင်သလောက်မလွယ်ပါဘူး။ Iran က X-ray ကိုစမတိုက်ပဲ X-ray ကသာစပြီးတိုက်တာဖြစ်ပါတယ်။ပြီးတော့ Iran က American ကိုမတိုက်ခိုက်သေးပါ။ American တွေဝင်တိုက်ခိုက်ပေးဖို့ကပေါ်ပြပါအကြောင်းတစ်ခုခုကြောင့်သာဖြစ်နိုင်မှာဖြစ်ပါတယ်။ အမေရိကန်စစ်ကမ်းတွေတပ်ဖွဲ့တွေကိုအီရန်ကတိုက်ခိုက်ခြင်း Hormuz ရေလက်ကြားကိုအီရန်ကပိတ်ဆို့ခြင်းအီရန်ပရက်ဆီဒင့်ဖြစ်တဲ့ Houthi Hezbollah Hamas အဖွဲ့တွေကအမေရိကန်တို့ကိုတိုက်ခိုက်ရာတွင်အီရန်ရဲ့လက်ဆက်လက်နက်ပါဝင်နေခြင်း Israel အဒါဒီဗွန်ခေါ်ရေဒီယို30ကြွပစ္စည်းများပါဝင်တဲ့ဘုံးတွေနဲ့တိုက်ခိုက်ကရေဒီယိုအစိတ်သိမ်းစေခြင်းပေါ်ပြပါအကြောင်းချက်တွေထဲက Hormuz ရေလက်ကြားကိုအီရန်ကပိတ်ဆို့ခြင်းဆိုတဲ့အကြောင်းကိုလေ့လာကြည့်ကြအောင်ပါအမဲကတော့ဘယ်ချက်နဲ့ညီညီအနွားခံရမှာဖြစ်ပါတယ် ပါရှန်ဟော့မော့စ်ရေလက်ကြားဟာမိုက်60ကျော်ခြေလျားပြီး20မိုင်ကနေ56မိုင်အထိကျေဝန်းပါတယ်ရေလက်ကြားရဲ့အရှိတ်ဖက်ကန်ယိုတဲတစ်လျှောက်ဟာအီရန်နိုင်ငံဖြစ်ပြီးအနောက်ဖက်ကန်ယိုတဲမှာ RS ဆော်ဘောများပြည်ထောင်စု UAE နဲ့အိုမန်နိုင်ငံတွေရှိပါတယ်ပင်လယ်ကွက်ထဲမှာတော့အီရန်အီရက်ကူဝိတ်ဆော်ဒီအာရေဗျကာတာဘာရိန်းစတဲ့နိုင်ငံတွေရှိပါတယ်ဒီရေလက်ကြားဟာပါရှန်ပင်လယ်ကွက်ဒေသကြီးရဲ့တခုတည်းသောဝင်ပေါက်ထွက်ပေါက်ဖြစ်ပါတယ်ပါရှန်ပင်လယ်ကွက်ဟာကမ္ဘာနေစဉ်ရေနံထုတ်လုပ်မှုရဲ့လဲပုံတပုံကိုထုတ်လုပ်ပေးပါတယ် ဲ့ဒါကရင်းနယ်စီပေါင်း25ဒသမ15သန်းဖြစ်ပါတယ်ဒီရင်းနယ်တွေအားလုံးဟာဟော့မုတ်ရေလက်ကြားကိုဖြတ်ပြီးကဘာအနေစီတင်ပို့ရတာပါအီရန်ကဟော့မုတ်ရေလက်ကြားကိုပိတ်မယ်ဆိုရင်အလွေကူဆုံးနည်းလမ်းကရေမြုပ်မိုင်းတွေချထားခြင်းပါဒါကအထူးဆန်းနည်းလမ်းတော့မဟုတ်တော့ပါဘူးအီရန်အီရက်စစ်ပွဲကာလတုန်းကပါရှန်ပင်လယ်ကွက်ထဲမိုင်းတွေချထားဖူးပါတယ်ဒီကနေ့အီရန်မှာရေမြုပ်မိုင်း9000ကနေ6000အကြားရှိထားတယ်လို့အမေရိကန်ထောက်လှမ်းရေးကခန့်မှန်းထားတာဖြစ်ပါတယ် အဲ့ဒီမိုက်တွေသုံးပြီးဟော်မုန်းရေလက်ကြားကိုပိုက်လိုက်ရင်ဘာဖြစ်မလဲမိုက်ချမဲ့ Iran တပ်ဖွဲ့ကတော်လဲအဆောင်တဲ့ IRGC ဖြစ်ပါတယ်အမြင့်တဲ့အင်အား3900ရှိပြီးအရန်တပ်ဖွဲ့တွေနဲ့ဆိုအင်အား6သိန်းနေပါရှိတယ်လို့ဆိုပါတယ် IRGC မှာကိုပဲရေတက်နဲ့လက်တပ်ဖွဲ့တွေပါရှိပါတယ်သမျိုးကြအမြင့်တဲ့တမ်တော်တပ်ဖွဲ့တွေထက် Iran ဘာသာရေးခေါင်းဆောင်တွေအပေါ်ပုံပြီးသစ္စာရှိတာဖြစ်ပါတယ်တနည်းအားဖြင့်ကပိုက်ဆောင်တပ်ဖွဲ့ပါရေလက်ကြားအပြင်ဖက်မှာ American Lincoln သင်္ဘောနှစ်စီးပါဝင်တဲ့ရေတက်ဖွဲ့ကြီးရှိနေပါတယ် အမေရိကန်လေထပ်စခန်းတွေလည်းပဲဝဲကျင်တဝိုက်မှာရှိနေတာဖြစ်ပါတယ်အဲ့တော့ရေလက်ကြားကိုအီရန်တွေပိတ်လိုက်ပြီဆိုတာနဲ့အမေရိကန်တွေအဖို့ပွဲကြိုက်ခင်ဖြစ်တော့မှာဖြစ်ပါတယ်။အမေရိကန်ပြည်မကလည်းတိုက်ရိုက်ပြန်သက်လာမဲ့ B2 ဘုံးကျဲလေယာဉ်ကြီးတွေက GBU 57ဘုံးကြီးတွေကိုအီရန်မြေအောက်နျူကလ িয়ার စခန်းတွေစီအတီးအကျကျေချမှာဖြစ်ပါတယ်။ B2 စကောစီရှိတာဆိုတော့အနည်းဆုံး၈စီးနဲ့အလေးကျကျေချကြမှာဖြစ်ပါတယ်။တစ်စီးကိုစင်ကားတဲ့ဘုံးကြီးနှလုံးတစ်ပြိုင်တည်းကျေးနိုင်တယ်ဆိုတော့ပကွဲအားအလွန်ပြင်းထန်မှာပါ။ တနေရာထဲကိုနေစဉ်ရက်ဆက်9ရက်လောက်ဘုံကျဲလိုက်လို့ရှိရင်ဘာတွေဖြစ်နိုင်ပါသလဲအနည်းဆုံးသာတကားကမန္တလေးကတိုက်တာတွေမက်လတ်28ရက်ငလျင်ကြီးအပီးဆက်လုတ်တဲ့ after shot တွေကြောင့်ပြိုကျတာကိုသာကြည့်ပါအီရန်နျူကလ িয়ার ဆက်ယုံတွေကတော့မက်လတ်28ရက်ငလျင်ပြင်းအားမျိုး3နာရီချား4နာရီချားတခါ9ရက်လောက်တနေရာထဲလုံနေသလိုကြုံနေရမှာပါဒါကြောင့်များဝေဟင်စီဖြစ်လေရင်တွေဥရောပစီစေလွတ်တာလား တခြားဘုံးကျဲလေရင်တွေဖြစ်တဲ့ B52 နဲ့ B1 တွေမှာ GBU 43မိလောက်ဘုံးကြီးတွေတင်ပြီးအီရန်ရဲ့အရေးကြီးပြစ်မှတ်တွေကိုနေ့စဉ်ရက်ဆက်အတိအကျဖြိုဖျက်ခြင်းအပြင်အီရန်ရဲ့စစ်တိုက်လို့စိတ်စစ်တိုက်နိုင်စွန့်ရီစွန့်ပကားကိုဖျက်ဆီးပစ်နိုင်ပါတယ် RGC တပ်ဖွဲ့တွေကတော့ခြေမုံခံရဖို့များပါတယ်သူတို့ကလည်းအမေရိကန်ပြည်မ GC ကနေဝဟင်း CPS နဲ့အီရန်ကိုလိုအပ်ရင်အတော့အပြန်ဘုံကျဲတိုက်ခိုက်နိုင်ကြပါတယ် တိုက်လေရင်တွေဟာမြေပြင်တည်င်းပဲတွေဖြစ်တဲ့ Mossad အဖွဲ့ American အထုတပ်ဖွဲ့တွေရဲ့အကူအညီနဲ့ Iran စစ်ဖက်ရွေးချယ်ပစ်မှတ်တွေကို20လနဲ့လုံလုံ9ရက်လောက်တိုက်ခိုက်ချိန်မုံမှာဖြစ်ပါတယ်အဲ့ဒီနေပြူဟာထိရောက်မယ်မထိရောက်မယ်ဆိုတာကတော့အခုလောလောဆယ်အမေရိကန်တွေစစ်ပွဲထဲဝင်မပါသေးတာတော့တီဟီရန်မြို့နယ်လူထုဟာမြို့တော်ကိုအလုံးရင်းနဲ့စွတ်ခေါ်နေကြပါပြီ။ထရန့်ကတီဟီရန်ကိုစွန့်ခေါ်ကြဖို့တတိပေးယုံပဲပေးသေးတာဖြစ်ပါတယ်။ တချို့တရင်တွေအရမြို့တော်ရက်ကွက်အချို့ကလူထု3သိန်း3000ကျော်ကိုပျောက်ရွှေ့သွားကြဖို့ X-ray တွေကလည်းတတိပေးထားတာလို့ဆိုပါတယ်။တကယ်သာအမေရိကန်တွေစစ်ထဲပါဝင်လာရင်တီရန်ဟာစီးနေဖုတ်ဖုတ်ပဲကြံရစ်တော့မှာလား။အခုကိုရုရှားတရုတ်စတဲ့အီရန်ရဲ့မဟာမိတ်နိုင်ငံတွေကသူတို့ရဲ့နိုင်ငံသားတွေကိုအီရန်ကနေထွက်ခေါ်ခိုင်းနေကြပါပြီ။အီရန်ကပိုပြီးအထိနာနေတယ်ဆိုပေမဲ့စစ်ရှုံးတော့ပြီလားဆိုရင်တော့အတော်ဝဲဝဲလိုပါသေးတယ်လို့ပဲပြောရမှာပါ။ ဒီစစ်ပွဲဟာတခြားစစ်ပွဲတွေလိုပဲစစ်မြေပြင်မှာရင်းဆိုင်တိုက်ကြတာမဟုတ်တဲ့အတွက်သမျိုးကျလက်နက်ချပွဲကြီးတွေကိုတွေးမြင်ကြရမှာမဟုတ်သလိုအီရန်မြေပေါ်နဲ့အိစရိမြေပေါ်ကိုပြေပတက်ဖွဲ့တွေမြေပြင်မှာဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ဖို့လုံလောက်ရမဖြစ်နိုင်သလောက်ပါဘယ်အချိန်မှာအီရန်တွေလုံးဝစစ်ချုပ်တော့ပြီလို့သတ်မှတ်ကြမှာလဲဆိုတာစိတ်ဝင်စားစရာပါ စစ်မြေပြင်မှာအနိုင်ရတိုင်းပြီးပေးဆောင်တဲ့အနိုင်ရချင်းမျိုးမဟုတ်ဘူးဆိုတာထောက်ကွာကိုစစ်တခုနှစ်ပင်လယ်ကွေ့စစ်ပွဲနဲ့ထောက်တခုနှစ်အာဖဂန်နစ္စတန်လက်မြောက်ရေးစစ်ပွဲ2003ခုနှစ်အီရန်လက်မြောက်ရေးစစ်ပွဲတွေကထင်ရှားတဲ့တာတကားတွေပါလက်ရှိမှာအစ္စရေးတို့တိုက်ခိုက်မှုကြောင့်အီရန်တွေထိနာနေတယ်ဆိုပေမဲ့အရေးကြီးတာတွေဖြစ်တဲ့ဘာသာရေးကောက်ဆောင်တွေနဲ့သူတို့ရဲ့လက်ကင်တက်ဖြစ်တဲ့တော်လိုင်းအဆောင်တက်ဖွဲ့ IRGC တွေဘုံဘုံမပြိုလဲသေးပါဒီနှစ်ခုပြိုလဲမှအီရန်မှာအုပ်ချုပ်သူလူတန်းစားအပြောင်းအလဲစတင်လုပ်လို့ရမှာဖြစ်ပါတယ် တော်တော်အောင်မြင်မယ်မအောင်မြင်ဘူးဆိုတာကတော့မသေးချာလပါအခု train ကအလီကာမီနီကိုရှင်းပြဖို့စကားလမ်းကြောက်တယ်လို့ရှိနေပါတယ်အလီကာမီနီမရှိတော့ရင်ဒီကိစ္စတွေအကုန်ဖြေရှင်းလို့ရမှာသေချာသလားအဲ့ဒါလည်းမသေးချာသေးပါ Israel ရဲ့ဝင်းမတိုက်ခင်တုန်းကအီရန်လူထုရဲ့80ရာခိုင်နှုန်းဟာဘာသာရေးကောက်ဆောင်တွေကပဲကြိုးကြိုင်စီမဲအုပ်ချုပ်နေတဲ့အမြင့်ခန့်အရသာအစိုးရပုံစံကိုမလိုချင်ကြတော့ပါ ပြီးတော့အမျိုးသမီးအခွင့်အရေးတွေကိုဖိနှိပ်ထားတယ်ဆိုပြီးဘာသာရေးကောက်ဆော်တွေအီရန်လူမှုအသိုင်းအဝိုင်းစနစ်ကြီးအပေါ်စိတ်ပြတ်မှုတွေအီရန်အမျိုးသမီးတွေကြားတစားတစားတိုးပေါ်လာနေတာဖြစ်ပါတယ်အီရန်တို့ဝင်ရောက်တိုက်ခိုက်တဲ့ဇွန်7ရက်နောက်ပိုင်းမှာတော့အထက်မှာပြောခဲ့တဲ့လူထုထောက်ခံမှုကိန်းဂဏန်းတွေအပြောင်းအလဲရှိလာနိုင်ပါတယ်အီရန်ပြည်သူလူထုအများစုကလက်ရှိအခြေအနေကိုမကြိုက်ကြပါဘူးအပြောင်းအလဲကိုလိုချင်နေကြပါတယ် ထောက်ကွာ85ခုနှစ်ကနေဒီကနေ့အထိတလျှောက်လုံး American X-ray တို့ကိုရန်သူလိုသဘောထားပြီးတိုက်ခိုက်လာနေခဲ့တာကြောင့်တာမန်ပြည်သူလူထုတွေလည်းနစ်နာလာပြီလို့အရင်ကရှုမြင်ခဲ့ကြပေမဲ့အခုခါ X-ray တို့ရဲ့တိုက်ခိုက်မှုအထူးသဖြင့် Iran တွေဂုဏ်ယူကြတယ်လို့ဆိုတဲ့ nuclear စီမံကိန်းကိုဖျက်ဆီးနေတာကြောင့်အရင်ကရှိခဲ့တဲ့အုပ်ချုပ်သူလူထမ်းစားအပေါ်မကျေနပ်တာတွေဟာနောက်တန်းကိုရောက်တော့တယ်လို့ Iran နိုင်ငံကိုလစ်လာသူတွေကပြောနေကြပါတယ် ပြည်သူလူထု80ရာခိုင်နှုန်းကမကြိုက်ကြဘူးဆိုပေမဲ့သူတို့စီမှာထိရောက်လူကြိုက်များစုစုစည်းစည်းရှိတဲ့ခေါင်းဆောင်မှုမရှိပါဘူးလက်နက်တွေလည်းမရှိကြပါဘူးအုတ်ချုပ်သူလူတန်းစားကိုထောက်ခံတဲ့ကြံတဲ့20ရာခိုင်နှုန်းကလူနည်းစုဖြစ်ပေမဲ့လက်နက်တွေရှိကြပါတယ်ခိုင်မာတဲ့ institution တွေဖြစ်တဲ့ IRGC တွေစုစည်းမှုငွေကြေးအရင်းအမြစ်စတာတွေရှိနေတာဖြစ်ပါတယ်20ရာခိုင်နှုန်းကို80ရာခိုင်နှုန်းကနိုင်နိုင်ပါမလား။အီရန်ရဲ့အီလစ်ပညာတဲ့လူတန်းစားတနည်းအားဖြင့်နိုင်ငံကိုဥဆောင်နိုင်မဲ့လူတွေဘက်ပြောက်လာဖို့လိုအပ်ပါတယ်။ လက်ရှိဖြစ်ပျက်နေတာတွေကိုမကြိုက်ကြောင်းပြောင်းလဲဖို့လိုပြီးလို့လူထုကိုဆော်လိုက်ရင်တော့အမေရိကန်နဲ့အစ္စရေးတို့မျှော်မှန်းနေတဲ့အစိုးရပြောင်းလဲဖို့ခြေလှမ်းအစားပြိုးတာဖြစ်ပါလိမ့်မယ်။ဒါပေမဲ့အခုထက်ထိအီရန်ရဲ့အဲလီအတိုင်းဝိုက်ကနှုတ်ဆိုင်နေကြပါတယ်။အဲ့ဒါကလည်းအမျိုးမျိုးအကြောင်းဖြစ်နိုင်ပါတယ်။အီရန်အုပ်ချုပ်သူတွေကိုစိုးရွံ့နေတာအစ္စရေးနဲ့အစိုးရစနစ်ကိုမကြိုက်ပေမဲ့အမေရိကန်တို့ရဲ့လုပ်ရက်ကိုမထောက်ခံတာစူးစိမှုမရှိသေးတာစသဖြင့်ဖြစ်နိုင်ပါတယ်။ ်လစ်လာသူတွေကအီရန်တွေဟာအာရီယန်သွေးပါတာပြီးပြီးမညံ့ကြကြောင်းကြီးပွားတိုးတက်ချင်ကြကြောင်းပြည်သူကတောင်ကိုရီးယားဖြစ်နေပြီးခါမနီနဲ့အပေါက်ပါတွေကမြောက်ကိုရီးယားဖြစ်နေတယ်လို့လည်းဝေဖန်သုံးသပ်နေကြပါတယ်အမေရိကန်နဲ့အစ္စရေးတို့အတွေ့အချက်မှားသောရင်အီရန်မှာထူးမခြားနာအစိုးရတွေပဲဆက်ရှိနေမှာပါနျူကလ িয়ার လက်နက်ထုတ်လုပ်ရေးစီမံကိန်းလုံးဝပြတ်စီးသွားမယ်ရက်ဆိုင်သွားမယ်ဆိုရင်ဒါကို X-ray American နဲ့အနောက်အုပ်စုတို့လက်ခံနိုင်ပါမလား ဒီနေရာမှာသော့ချက်ကအီရန်အစိုးရအသစ်ဟာတကယ်ပြုပြင်ပြောင်းလဲလို့လို့မလို့လို့ဆိုတာဘာနဲ့တိုက်ထွာဆုံးဖြတ်မှာလဲအနည်းဆုံးဟာမက်စ်ဟူသီဟစ်ပိုလာလိုအဖွဲ့တွေကိုထောက်ခံမှုရက်စစ်လိုက်တာလားအိစရေလကိုပါအတိမဲ့ပြုရင်တော့အတိုက်ထက်အလွန်ဖြစ်မှာဖြစ်ပါတယ်အီရန်သာတကယ်ပြောင်းလဲလာရင်အမေရိကန်နဲ့အနောက်အစုနိုင်ငံတွေအနေနဲ့ဝိုင်ဝန်ဖိမကြဖို့လိုပါတယ်။ဒါမှနောက်လာတဲ့မောက်ပုလဲဒိုင်ဝန်ထက်ကဲဆိုသလိုအမိုက်တကြောပြန်မဖြစ်မှာဖြစ်ပါတယ်။ထရန့်ကတော့အကျွင်းမဲ့လက်နဲ့ချခိုင်းနေပါပြီ။တကယ်ပြောတာလားဆိုင်ဝါလာတော့မသိပါဘူး။ ဒါပေမဲ့စာတယ်ဥစဉ်ပြုတ်ကျသွားတဲ့အခါမျိုးလို့လောက်လောက်လာလာခေါင်းဆောင်မရှိခဲ့မရှာနိုင်ခဲ့ရင်အခြေအနေတွေပိုတိုးသွားနိုင်ပါတယ်ဟုတ်ကဲ့အဆုံးထိနားဆင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်